လောကမှာဘုရားရှင်တို့ပွင့်ထုံးပေါ်ပေါက်တော်မူလာခြင်းသည်ချမ်းသာဒုက္ခရောက်ဖို့ရန်အတွက်အကြောင်းတစ်ခုဖြစ်ပါတယ်။ပိဋကတိတိနိယချင်းသာဒီသဘောတရားထင်ရှားရှိနေတဲ့သရဝတိဟာဘုရားရှင်ကိုအကြောင်းပြုပြီးပိဋကတိတိနိယချင်းသဘောမှကျွတ်လွတ်ထွက်မြောက်သွားကြတယ်။ဘုရင်စရတရားထင်ရှားရှိနေတဲ့သရဝတိဟာလည်းဘုရားရှင်ကိုအကြောင်းပြုပြီးဘုရင်စရတရားဒီမှထွက်မြောက်သွားကြရတယ်။ နာကျင်ပြာဒီတရားထင်ရှားရှိနေတဲ့သရဝတိဟာလေဘုရားရှင်ကိုအကြောင်းပြုပြီးတော့နာကျင်ပြာဒီတရားမှထွံ့မြောက်သွားကြရတယ်။သိခြင်းမရဏတရားထင်ရှားရှိနေတဲ့သရဝတိဟာလေဘုရားရှင်ကိုအကြောင်းပြုပြီးသိခြင်းမရဏတရားမှထွံ့မြောက်သွားကြရတယ်နော်။ဒုက္ခဒေါမနတဥပယတအစရှိတဲ့အပူမီးတွေထင်ရှားရှိနေတဲ့သရဝတိဟာလေဘုရားရှင်ကိုအကြောင်းပြုပြီးတော့ထိုအပူမီးအလုံးမှထွံ့မြောက်သွားကြရတယ်။ငြိမ်အေးသွားကြရပါတယ်နော်။ ဒါကြောင့်မိမိတို့လည်းဘုရားရှင်ကိုအကြောင်းပြုပြီးတော့ဥချင်းတရားမှလွတ်မယ်၊နာချင်းတရားမှလွတ်ကြမယ်၊သိချင်းတရားမှလွတ်ကြမယ်၊စုံရချင်းသောကငွေကြွေးမိတ္တရာအချင်းပရိဇိဝကုသရာချင်းဒုက္ခသိချင်းရာချင်းထောမရတပြည့်စုံပူပယချင်းဥပယတတရားတွေမှလွတ်မြောက်ကြရမယ်။ဆိုရင်မိမိတို့အတွက်ကအကောင်းဆုံးအခွင့်အလမ်းကြီးတစ်ခုဖြစ်ပါတယ်။ဒီအခွင့်အလမ်းကြီးကိုလက်မလွတ်အောင်ကြိုးစားကြပါ။ဓမ္မထာလင်း ရခြင်းတို့ဘုရုံဘဘောတို့မူလာခြင်းသည်ချမ်းသာဒုက္ခအဝဝကိုရခြင်းအကြောင်းရင်းဖြစ်မယ်။ဘာချမ်းသာရင်ရမလဲလူချမ်းသာအလိုရှိရမယ်နတ်ချမ်းသာအလိုရှိရမယ်ပြမချမ်းသာအလိုရှိရမယ်။တို့တော့အလိုရှိုံတက်တဲ့နေရမလားမဟုတ်ဘူး။လူချမ်းသာအလိုရှိခဲ့ရင်လူချမ်းသာရောက်ကြောင်းကျင့်စဉ်နတ်ချမ်းသာအလိုရှိခဲ့ရင်နတ်ချမ်းသာရောက်ကြောင်းကျင့်စဉ်ပြမချမ်းသာအလိုရှိခဲ့ရင်ပြမရောက်ပြမချမ်းသာတို့ရောက်ကြောင်းကျင့်စဉ်တွေကိုစနစ်တကျကျင့်ရမှာဖြစ်တယ်။တို့တော့ ကျင့်စဉ်တွေကိုဘုရားရှင်ကညွှန်ကြားတော်လဲတစ်ဖက်ကသတိပိဋ္ဌာန်ပါတယ်နော်မစဉ်ဟူသမျှသည်အင်းငယ်ပဲဖြစ်ခြင်းဖြစ်ပါစေရွှေဆက်စုပ်ပဲသဘောတရားဧကန်ရှိသလိုဘဝဟူသမျှသည်အင်းငယ်ပဲဖြစ်ခြင်းဖြစ်ပါစေမြည်သည့်ဘဝကိုမြတ်ငါဖျားမချိမွန်းပါဘူးဆိုပြီးတော့ဒီလိုလဲတစ်ဖက်ကသတိပိဋ္ဌာန်ပါတယ်ဘာဖြစ်လို့လဲဘုရားရှင်ရဲ့ဆန္ဒတော်ကအိုခြင်းတရားမှလွတ်မြောက်စေခြင်းနဲ့နန္ဒီတရားမှလွတ်မြောက်စေခြင်းနဲ့သိခြင်းတရားမှလွတ်မြောက်စေခြင်းပါတယ် မိုးအိုရမနာရမတရားဖြစ်တဲ့အမြဲနိဗ္ဗာန်ချမ်းသာကြီးကိုသာရယူစေလိုတဲ့ဆန္ဒတက်ရှိတယ်